ီချီဖုန်းကအဆောက်ကိုကြိုက်တယ်အောက်အနေနဲ့အောက်မှာဝတ်ချင်တယ်နော်စကတ်တို့ဘာလို့တော့ပုတ်ချင်တယ်ဒါမဲ့ကြည့်ကြည့်လိုက်ထုတ်ချင်းပေါက်မြင်နေရတယ်အောက်ကိုတည်လားအဲဆိုတော့အဆင်မပြေဘူးဒီတိုင်းမဲ့ဝတ်မယ်ဆိုရင်အဆင်မပြေဘူးသူ့ကိုကော့ပိတ်ကန်ရင်ကမကတ်ဘူးဆိုရင်ဒီလိုမျိုးချီဖုန်းတို့ဂျယ်လီပိုးတို့လိုမျိုးပိတ်စမျိုးအောက်မှာတထက်ခံရတယ်ကော့ပိတ်ကန်မယ်ဆိုရင်သူကတလွာတယ်ပဲဒီလိုမျိုးအဲကော့ပိတ်ရယ်ပိတ်စရယ်ဒီလိုကတ်လိုက်တော့တသားတည်းဖြစ်သွားတယ်အဲ့လိုမှမဟုတ်ဘူးဒီဟာတွေနဲ့လာပြီးခံမယ်ဆိုရင်တော့ချုပ်နေလေးလို့လိမ့်မယ် เนาะဒါနဲ့ဒါနဲ့လာပြီးတွဲတဲ့အချိန်ကြာရင်အမတို့အင်ဂျင်ချုပ်တော့မယ်အထည်တွေကိုလက်ခံတော့မယ်ဆိုရင်အဓိကအားဖြင့်ဒီပိတ်စားတွေအကြောင်းကိုလည်းသိရတယ်။ဆိုတော့ဒီပိတ်စားတွေအကြောင်းနေသိတော့မှကိုယ့်လက်ထဲမှာမမားတင်တာမမားအောင်လို့ပေါ့နော်။အမရောရတာရောရတာမျိုးမဖြစ်အောင်လို့တတိထားလို့ရလိမ့်မယ်။ဆိုတော့တချို့ပိတ်စားတွေဆိုမိဘူးတအားကြောက်တယ်။နော်အပူကြောက်တယ်၊ရေကြောက်တယ်။အအရောင်စွန်းနေစသဖြင့်ပေါ့နော်မျိုးစုံရှိတယ်။ဆိုတော့ဒီဟာတွေကဘာကြောင့်အဲ့လိုဖြစ်ရသလဲ။ နော်ပိတ်စတွေကိုရက်လုတဲ့ကုမ္ပဏီကဘယ်လိုရက်လုလိုက်လို့လဲဘာစေးသုံးလိုက်လို့လဲဘယ်လိုကြောက်မလို့မိပူကြောက်ရလဲရေလျှော်ရင်ကြုံတာလဲအာဘာကြောင့်စွန်းတာလဲအဲ့ဒါတွေကိုသိဖို့အတွက်ကကိုကိုတိုင်းကလည်းတသေးလေးပေါ့နော်အရင်စမ်းကြည့်ရတယ်ဒီလိုမျိုးစမ်းပြီးသွားပြီဆိုတော့မှဒါကင်လို့အဆင်ပြေတယ်ချုပ်လို့အဆင်ပြေတယ်ဆိုတော့မှကိုလိုရချုပ်ပေးရတယ် ဲ့လိုမှမဟုတ်ဘဲနဲ့ပိဿကြောင့်မသိပဲနဲ့ဒီတိုင်းကင်ချလိုက်တယ်ပြီးတော့မှမိပူကြောင့်မှမသိအယောင်ဆုံးမှမသိဟိုကျုံမှမသိချုပ်ပြီးတော့မှသိတယ်ဆိုရင်ဒါနှုတ်နှစ်ပတ်နဲ့နာတယ်နောက်တစ်ခုကကြတော့ကိုယ့်လက်ထဲမှာဖြစ်တာဖြစ်တဲ့အတွက်ကိုကတာဝန်ယူရမှာအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဆိုတော့ဒီပိဿတွေအကြောင်းကိုသိထားပြီးတော့မှကိုတာဝန်မယူနိုင်တဲ့ဟာကိုတာဝန်မယူဘဲနဲ့အော်ပြန်ပြီးတော့ပေးလိုက်ပေါ့နော်ဆိုတော့ဟိုကိုကလည်းကိုယ့်လက်ထဲမှာဒီလိုမျိုးအမားမဖြစ်အောင်လို့ဒီ knowledge တွေပေါ့နော်ပိဿရဲ့အကြောင်းတွေ ဗဟုသုတတွေကိုသိထားမှလဲဒါတွေဘလို့ဘလို့စံသက်ရတယ်ဆိုတာတွေကိုသိမှာဆိုတော့ဒီမှာဆိုရင်အမဒီဗီဒီယိုထဲမှာဆိုရင်ပိစာတွေအကြောင်းသိချာလေးရှင်းပြထားတယ်ပိစာတွေကိုဘလို့ရက်လုတ်တယ်ဘယ်ကနေဘလို့လုတ်ထားတယ်ဘလို့ကုန်ချမ်းကနေဘလို့ဖြစ်တယ်ဆိုတာကအစအုံလုံးပြည့်စိတ်ပြောပြသွားတယ်ဒီဗီဒီယိုလေးကတော့အခြေခံမြန်မာစကတ်အတန်းနဲ့အခြေခံမြန်မာအင်ဂျီအတန်းမှာပိဿအကြောင်းရှင်းပြထားတဲ့ဗီဒီယိုလေးပေါ့နော် ဆိုတော့ဒီပိစအကြောင်းကိုရှင်းပြထားတဲ့ဗီဒီယိုကိုအစအဆုံးကြည့်ချင်တယ်ဆိုရင်တော့ဒီနတန်းနဲ့ရတန်းကို join လို့ရပါတယ်